ဘောမတွေလည်းတော့တစ်နေ့တစ်မျိုးမရိုးရအောင်เนาะအနုပညာရှင်တွေအဲဒီဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ lobby မလုပ်ပြီလို့ဆိုပြီးတော့မှအဲအပြစ်တွေတင်နေတာပေါ့နော်အပြစ်တွေတင်နေပြီးတော့အခု lobby လုပ်ပြီးပြန်တော့လဲအပြစ်တွေထပ်ပြီးတော့မှတင်လာပြန်အဲ့ဒီအထဲမှာအဆိုးဆုံးကတော့ကြော်မျိုးမင်းတို့ဒီပြီးတော့ကျွန်တော်တို့ဒီပေါက်ကတုံးလို့ပေါ့နော်အခုလက်ရှိမှာဆိုလို့ချင်းပေါက်ကတုံးကြည့်ပေါက်ကတုံးဘာတွေပြောထားလဲเนาะအနုပညာရှင်တွေကဘာတွေ အဲဒီဗီဒီယိုမှာပြောထားလဲဆိုတော့ကျွန်တော်လည်းအတူတူကြည့်ရမှာဖြစ်တယ်ပေါ့နော်ပေါက်ကတုံးကလူပညာရှင်တွေဘောမမခင်အချိန်လုံးကလည်းဘောမမလို့ဘောမပြန်တော့လဲသူတို့မှအလိုမကြသေးဘူးဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်တွေကဘယ်လိုဖြစ်ချင်တာလဲနေရာရချင်တာဘယ်လိုနေရာမျိုးကိုရချင်တာနော်မင်းအောင်လိုက်ဘောဆုတ်လို့မဝသေးဘူးလားရွေးကောက်ပွဲမှာမပါဝင်လို့ဆိုပြီးတော့မှလူပညာရှင်အတိုင်းဝိုင်းကအဲလူပညာရှင်သမားတွေကိုပေါ့နော် သူတို့ပြောတယ်အခုအနုပညာရှင်တွေမရောက်လိုက်လုံးမရွေးကောက်ပွဲမှာဒီဝါရပြတ်ဗီဒီယိုတွေလောက်အောင်ဇလန်တို့တွေဇလန်တွဲတွေရိုက်ပြီးတော့လေရိုက်ပြီးလို့မရိုက်ပြေးပြန်တော့လေအောက်ဖဲတွေလှမ်းနော်ကြော်ဒီအနုပညာရှင်တွေနဲ့ဒီပြည်သူတွေကြားမှာကျွေးမကွဲကွဲရသူတို့လောက်ယူတယ်ဖန်တီးတယ်အခုတခါထပ်ပြီးတော့ဒီအနုပညာရှင်တွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ပေါင်ပတ်သက်ဆက်နွယ်လာတော့လေသူတို့ကအလိုမကျပြန်။ Okay ဒီဗီဒီယိုလေးမှာပေါ့ကိုတော့ဘာတွေပြောထားလဲဆိုတာကိုကျွန်တော်လည်းဒီလိုကြည့်လိုက်ရအောင်။ကဲအလုပညာဓမ္မအလုလုရှင်တဲ့ဗီဒီယိုဆောင်ရင်အလုပညာဓမ္မတွေအချိုးရအကြောင်းကိုပြောကြတာအကုန်လုံးတော့မဟုတ်ဘူးရနော်။ဆိုဆိုလို့ရှိရင်အနုပညာရေကောက်ွက်နဲ့ဗတ်တက်ပြီးမှအနုပညာဓမ္မအချိုးတွေပါဝင်လာကြတယ် တရားပေးလို့ပဲပါပါဘယ်လိုပဲပါပါဒါနဲ့လူတို့တွေပေးဆက်ရတာကြည်သူတွေအနေနဲ့ပြောရင်တော့မတန်နေဘူးပေါ့ဗျာသူတို့တွေကအနုပညာတော်မှာအနုပညာရှင်တွေအများစုတီပြူတွေပေါ်မှာရက်ဆက်ခဲ့တာတွေပြူတွေပေါ်တော့ပြူတွေကို အသုံးချခဲ့တာတွေပြူတွေပေါ်ကိုရုပ်မာခဲ့တာတွေအများကြီးဗျအများကြီးနော်အများကြီးပဲအဲ့တော့သူတို့တွေကဒါခု ဒါယူကောက်ပွဲနဲ့ပတ်သက်ပြီးမဲစီယုံနာတွေယူကောက်ပွဲနဲ့ပတ်သက်ပြီးဝါလောက်ထားတဲ့မဖြစ်ဆက်လောက်ကလေးပဲရှိရဒီထက်မကသူတို့တွေကပေးဆက်ရပါဒီထက်မကပြူတွေပေါ်သူတို့တွေကပြူကျွေးတဲ့ဟာပဲစားတာပဲပြူပေးတဲ့ရတာဒီထက်မကသူတွေအလုတ်ကျွေးပြူအောင်ပါကြเนาะဘာကြောင့်လဲအနုပညာအများစုတွေကဒီ2021ဖြစ်တဲ့အချိန်ကာလကြီးမှာတော်တော်ကြီးပြူတွေကိုလမ်းပေါ်မထွက်ထွက်အောင်လုပ်ခဲ့တာတွေဒါသူတို့တွေကအဓိကကြတယ်เนาะ စီရံမလုတ်ခက်မလုတ်ချင်တဲ့သူကိုလုတ်ချင်အောင်နေမလုံးနေပြေးကြတာဒီဒီကြားထဲမှာအိန္ဒြာကျော်စင်တို့လင်မယားတွေဆိုအဆိုးဆုံးမဲအဆိုးဆုံးမဲအဆိုးဆုံးမဲကျို့ဟိုဘက်ချူချစ်တူဟိုဘက်ပြောပါရင်နော်ဆိုနုပညာအဆိုးဆုံးနေအများကြီးပဲမဘာတာဆွမလောင်းမဆိုတဲ့ဒိုင်တာဝိုင်းတို့အဆိုးဆုံးမဲအဲ့မှာခင်ဗျားတို့ဟိုဘက်ပြေးကြလိုက်ဒီဘက်ပြေးကြလိုက်နဲ့ခင်လိုင်းတို့ဆိုတဲ့ကောင်နေအဆိုးဆုံးနေပဲအဆိုးဆုံးနေအများကြီးပဲဒီကောင်နေဟုတ်လား လူလဲกินလိုက်ရလဲလူလဲတော်တော်များပါတယ်လူပညာဓမ္မတွေဟုတ်လားအဲ့မဲ့မြောက်ဖွေးဖွေးလားဗာဖွေးဖွေးလဲတကိုယ်လုံးတဝါနော်တကိုယ်လုံးတတူးအပြည့်နဲ့ဖွေးဖွေးလားဟုတ်လားတကိုယ်လုံးတတူးအပြည့်နဲ့အများကြီးပဲတို့တို့ဒီတော်တော်များပါများပါတယ်ပြောမပြောတော်တော်ကြီးဆိုတော်တော်ကြီးကိုတို့တို့ပြည်သူပေါ်မှာရက်ဆက်ခဲ့တာတွေပြည်သူပေါ်မှာလုံးနေပေးခဲ့တာတွေတကယ်ကိုမြင်မကောင်းယူကောင်းနဲတာမဟုတ်ဘူးတို့တို့ဟုတ်လားတကယ်ဆိုဆရာမကျမတို့ဒီဘလို့ ဘလိုလက်ကပြရမယ်စီစီအောင်ဆရာမရဲ့တခုနိုင်ငံတော်ခုပေးထားတဲ့စစ်ကောင်းစင်ဆိုရက်ကရနာရနာထိန်ဘာညာပေါ့ဗျာပေးရလက်ကတဲ့ကျမတို့နှစ်ဆလုတ်ပြပါမယ်ကျမတို့ဗတ္တရားနိုင်ငံနေရောဘာနိုင်ငံနေရောဟိုဟာနိုင်ငံနေရောမလုံးနေပေးကြတာဒီကိုအများကြီးပဲအဲ့ဒီမှာလဲအဟုတ်ကြီးမှတ်ကိုလောက်တောင်ပညာမရှိတဲ့အတွက်ကိုလောက်တောင်ပညာမတတ်တဲ့သူကပေးကြတာဟာတွေကိုအဟုတ်ကြီးယုံပြီးမှဟုတ်လားဘဝပြအဲ့မှာကျောင်းဆရာဆရာမတွေဆရာဝင်မတွေ သူနာပြုစေအများကြီးတချို့ဟုတ်လားငါတော်တော်များများဝန်ထမ်းနေဘဝပြက်ခဲ့တာတွေအများကြီးပဲဘဝပြက်ခဲ့တာအများကြီးပဲနော်ဘဝပြက်ခဲ့လို့အเจ้าဆရာဆရာမရေဆိုလို့ရှိရင်ထိုနေ့တူစာပဲထိုင်းနိုင်ငံမှာဒီနေ့350 400အလောက်လောက်ရတယ်ပြန်စင်းအလောက်လောက်ရတယ်ရထမ်းရတယ်ဟုတ်လားအစားအုပ်တောက်ဖို့ပဲရဒီနေ့350 400ဟုတ်လား900ရရတူတူခက်ရှားရှား900မရအောင်နော်900မရအောင် အဲ့ဒီ3400မှာဘယ်လောက်လဲ3000 2000ကျော်3000ပေါ့3000ကျော်ပေါ့3000ကျော်4000လောက်တော့ရမှာပေါ့ထိုင်းနိုင်ငံမှာဟုတ်လားအိမ်ငါလာကနဲ့ဈာမတော့မားနဲ့တခါတရားမုံဝင်လို့ပြေးရလွှားရတာနဲ့ဖန်ခံရတာနဲ့ဟုတ်လားအဲ့လိုပေါ်ပြတ်သွားရင်အများကြီးပဲအဓိကတည့်ရခံဘာလို့လဲအမှုပညာဓမ္မအချိုးတွေအမှုပညာဓမ္မအချိုးအများစုကြီးပေးခဲ့တဲ့ဒုက္ခဒဏ်တွေကိုခံရတာခံရတာအခုကြမှာဟုတ်လား ဝေကောက်ခွဲနဲ့ပတ်သက်ပြီးမလုံနိုင်ဘူးညာကျောက်တာအဲ့ဒီခင်ဗျအဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာမှာဆိုဟုတ်ပြီဆိုပြီးကိုခင်ဗျလူတွေဘာလို့လို့ခံဝင်နဲ့ထိုးထားတာခံဝင်နဲ့ထိုးထားတာနော်ကောင်းကောင်းပညာရပြီကောင်းကောင်းထောင်းနဲ့ကောက်ထည့်ပလိုက်မှာဦးစင်းနာလုံးပိုင်ခွင့်ရှိတယ်ဗျာဟုတ်လားဘာဖြစ်လို့လဲသူတို့တွေရုံမှာကြတာအများကြီးလေဗျာအခုရွေးရွေးကောက်ပွဲမှာစီယုံခိုင်းနေဆိုတာကလောက်ခိုင်းနေဆိုတာကလည်းခင်ဗျရှင်းရှင်းလေးကြံ့ခိုင်ရင်ကိုမဲပြေးပါကြံ့ခိုင်ရင်ကိုဘသူ့ကိုမဲပြေးပါလို့စီယုံခိုင်းတာမဟုတ်ဘူးပြူးသူ့ကို ပါတီအားလုံးအတွက်ကိုလုတ်ခိုင်းတာဒီကောက်ပဲရှင်မဲမဲ့ပါတီအားလုံးအတွက်ကိုလုတ်ခိုင်းတာအမားကြီးကိုလုတ်ခိုင်းတာမို့အမန်ကြီးကိုလုတ်ခိုင်းတာအမန်ကြီးကိုလုတ်ခိုင်းတာနော်တစ်ဖက်ကတော့ဝါရားပြန်မှာမို့အတုရောင်ရွေးကောက်ပဲဘာရအစ်စ်ရောင်ရွေးကောက်ပဲဘယ်လိုဟောပြောရလဲအစ်စ်ရောင်ရွေးကောက်ပဲဘယ်လိုဟောပြောရလဲဥစ္စာမေးခွန်းထုတ်မယ်ဗျာအန်ဒီအစိုးရပါမှာမေးခွန်းတော့တချို့ကရှိသေးတယ်ဒါဆိုရင်အန်ဒီအစိုးရဟောတဲ့ပြိုက်ခိုင်းမှလာတဲ့ ခမင်းကလည်းခိုးလို့ထောင်ထဲထဲထားပါတယ်ဆိုတာပြည်သူပြည်မဲကိုခိုးလို့ဟိုထောင်ထဲထဲဆိုတာတခုထဲခိုင်းလို့ဖြစ်မလားတခုအပေးရဖြစ်တော်မှာပေါ့အစိုးရထဲခိုင်းဟုတ်လားအဲကာကာကြိုကြီးကလည်းဟုတ်ပါ၏ကဲဒီခမင်းတို့ဒီ energy စိုးရလက်ထဲကိုကဲကျွန်တော်တို့မဲပြန်ပြန်ရင်းမှအရွေးခံလဲမှာဆိုအဲဆိုသူကလည်းတခုအပေးရဖြစ်ပြောလို့လိုလိုလိုပါဖြစ်သွားမှာပေါ့တခုအပေးရဖြစ်သွားမှာပေါ့ဟုတ်လားအချို့ရှိသေးရဲ့မ ારે ဟိုက ဗေနိုင်ငံဆိုတာရောင်စားစုကြီးနဲ့နိုင်ငံရေးသမားတွေကိုတွေ့ကြုံတောင်းတာဆိုခမရရဲ့ရာဇဝတ်အတွေ့အကြုံတောင်းလို့ဖြစ်မလားရာဇဝတ်ရာဇဝတ်တခြားနိုင်ငံလို့တွေ့ကြုံပေးလို့မရဘူးလေဗျာမရဘူးလေအမထောင်းမှာသွားတွေ့ရတော့မှမိသားစုတို့တော့မှအိမ်တော်ဇေယနမပုံတွေနဲ့ရက်ကွက်ထောက်ခံစားရက်စကန်ထောက်ခံစားနဲ့ထောင်းမှာတွေ့ရတာအခြားနိုင်ငံဆိုတော့တော့တခြားနိုင်ငံရာဇဝတ်လာပြီးတွေ့ခိုင်းစရာအကြောင်းမရှိဘူးအကြောင်းမရှိဘူးနော်သူကတော့ချင်းက တမန်သာကြီးပဲဖြစ်ဖြစ်နိုင်ငံတော်အတိုင်းပိုင်းငယ်ရွယ်ဖြစ်ဖြစ်ဝင်းကြီးချုပ်ကြီးပဲဖြစ်ဖြစ်ဘသူကြီးပဲဖြစ်ဖြစ်ထောင်ထဲရောက်ရင်အကျဉ်းသားပဲဥစဉ်ထောင်ထဲမှာတော့တဲ့အချိန်တော့ပြောခဲ့တယ်။အဲအလိုမင်းအကိုဘာကောင်းကြီးဖြစ်ဖြစ်နေလို့ဘလို့ပဲဖြစ်ထောင်ထဲရောက်လို့ရှိရင်အဲအလိုအချို့အဲ့တော့ဥစဉ်တို့ရောက်တော့နိုင်ငံရေးတမအချို့ရှိတယ်။ကောင်းလူလယ်တမနိုင်ငံရေးတမကိုလည်းထောင်ထဲမှာပဲသူတို့ရောဘာလဲဆိုသူတို့ကိုကိုနိုင်ငံရေးတမပေါ့ကောင်းလူလယ်တမအဲကောင်းလူလယ်တမဆန္ဒပြပြီးတဲ့ကောင်းတယ်လေနော်ဘလို့ကောင်းနေလဲဆိုလို့ရှိရင် တောင်းလို့လည်းတောင်းလို့ရစက်ပတ်စံယူတယ်ဒီလေကိုကျုပ်တို့ရောက်အောင်လုပ်ပြီးမယ်ဒီလေကိုကျုပ်တို့ရောက်အောင်ပြပေးမယ်ပြီးလို့ရှိရင်ကျုပ်တို့ပါစနစ်ဘယ်လောက်ပေးရမယ်နော်လေလေကုံရန်ကျုပ်တို့လေဝက်ဘယ်လောက်ပေးရမယ်ဒါမျိုးအဲ့လိုအဖမ်းခံပြီဆိုရင်လည်းနောက်ကနေတောင်းလို့လည်းဆူဆောင်းပြီးမှထောင်မစားလိုက်ပို့ပါရယ်ပို့ပေးရတယ်ပို့ပေးရတယ်နိုင်ငံတကာဟုတ်လားမင်းဟာကဘာကောင်ကြီးရဲ့ဖြစ်ဖြစ်ထောင်ထဲမှာရောက်လို့ရှိရင်ဟာအကျဉ်းသားပဲလို့ငါပောက်ကူတော်လို့လည်းအကျဉ်းသားပဲလို့အဲ့တော့ထောင်ထဲမှာရောက်အမေအေးဆေးနေငါကိုကိုနိုင်ငံရေးသမားကြီးဘာကြီးဆိုရင်မှအမေကျန်တဲ့တူတူလူဝါဝါမှန်ချက် ကြံတဲ့သူတွေအနေခက်အောင်မလုံနဲ့အနေကြအောင်မလုံနဲ့ကိုကိုကိုအေးစေးစေးနေမင်းမိသားစုပို့တဲ့မင်းဟာကိုတောင်းလူလည်းမပို့တဲ့ထောင်ဝင်သားပဲမင်းကိုအေးစေးထိုင်သားနေလို့ဒီထဲမှာတိုက်ထဲမှာနေနော်အေးစေးစေးငငယ်လေးနေထောင်စည်းကမ်းထောင်မှုတိုင်းနေကြံတဲ့သူတွေဒုက္ခရောက်မနိုင်ငံတွေမှာဆူရဲလို့ရှိရင်ကြံတဲ့သူတွေအကုန်လုံးပြန်ပြန်တွေကြက်ရိုက်သွားတာလေဟိုထောင်ကြက်သွားတာနော်အဲကြောင့်ဦးစင်းတော့အဲ့လောက်ထိတကယ်သူပြောခဲ့တာပေါ့ဗျာပြောခဲ့တာပေါ့နော်အခုလဲအတိုင်းမင်းကြီးပဲဖြစ်ဖြစ်ဝင်းကြုတ်ကြီးပဲဖြစ်ဖြစ်ဘာကောင်ကြီးပဲဖြစ်ဖြစ် ထောင်ထဲမှာဆိုရင်တော့အကျဉ်းသားပဲအကျဉ်းသားပဲနော်ထောင်အကျဉ်းသားပဲဒါလေးကိုလည်းပြည်သူများအားလုံးသိအောင်ပြောချင်ပါလိမ့်ဗျာနော်အဲ့တော့အနုပညာဓမ္မအချို့ပြန်ဆက်မယ်အနုပညာဓမ္မတွေတော်တော်များများခင်ဗျားတို့ကိုပြောချင်တာကခင်ဗျားတို့လုတ်ခဲ့တာတွေကအများကြီးပါပဲဗျာနော်ခင်ဗျားတို့လုတ်ခဲ့တာတွေအများကြီးအချို့ဘာမှမလိရတဲ့အချို့လူတွေကိုခင်ဗျားတို့လမ်းမော်ဆွဲတင်ခဲ့တယ်ခင်ဗျားအဲ့အချို့သေးကြီးပျက်စီးတဲ့လူတွေခင်ဗျားတို့တွားပြီးဘာကြီးနှစ်သိမ့်ပေးရလဲခင်ဗျားတို့ဘာကြီးလုတ်ပေးရလဲ ဒါပေမဲ့လို့ကြောင်းမတဲနဲ့ရုံးထွက်တို့ကြောင်းမတဲနဲ့ဘာသာခမည်းတော်တာတမီကြီးကြောင်းအကောင်းစားကြီးထားကြတာခမည်းတော်ဟုတ်လားကိုချင်းစာတရားမရှိဘူးရိုးသားတဲ့အညာလူအညာသားတွေကိုခမည်းတော်တွေဖျက်ဆီးခဲ့တယ်ဖြူစင်တဲ့အညာလူအညာသားတွေကိုခမည်းတော်အမှုပညာဓမ္မအများစုကကောင်းကောင်းကြီးပညာပေးခဲ့တယ်ရိုးသားတဲ့အညာလူအညာသားတွေစည်ရင်မှန်တဲ့အညာလူအညာသားတွေအညာမြေမှာကိုယ့်အကိုအေးစိစိလှုပ်ရှားနေတဲ့အညာလူအညာသားခမည်းတော်ဂျင်းကြီးကြီး ကျွေးခဲ့ပြီးမှသေလန်းကိုပို့ခဲ့ကြတယ်။ဒါတွေကိုခင်ဗျားတို့မမေ့ပါနဲ့။အခုခင်ဗျားတို့မဲမဲနဲ့ပတ်သက်ပြီးမှခင်ဗျားတို့ဒီပြူတွေမဲထဲကိုမဲပေးဖို့ဘာအတွက်ကိုဒါလှုပ်ဆောင်နေရတာဆိုတာဒါခင်ဗျားတို့အရန်ကြီးလူတွေကဒါမဖြစ်ဆက်လောက်ကလေးလူပဲပေါက်ကိုတော့မတ်ချက်ပြူချင်ပါတယ်နော်မဖြစ်ဆက်လောက်ကလေးပဲရှိပါတယ်။ခင်ဗျားတို့ဒီထက်မကပစ်ဆက်အမခင်ဗျားတို့ဒီထက်မကပြူတွေကိုခင်ဗျားတို့ပြန်ပြီးမှအကျွတ်ဆက်အမဒါတော့ခင်ဗျားတို့လုံးဝမမေ့နဲ့နော်။ဒါပေါက်ကိုတော့ရခိုင်ုံချက်ပဲ။ ပေါကတော်ရဲ့ခံယူချက်ပေါကတော်ရဲ့ပြောတဲ့ဟာမှားတယ်ဆိုလို့ကြီးခင်ဗျားတို့ထောက်ပြပြူတွေကိုဂျင်းမထဲခဲ့ပါဘူးပြူတွေကိုလမ်းမဆွဲမတင်ခဲ့ပါဘူးအညာသူအညာသားတွေကိုသေလက်မပို့ခဲ့ပါဘူးလို့ခင်ဗျားတို့ထောက်ပြနော်ကြောင်းမတဲ့နဲ့ဆိုတာမပြောခဲ့ပါဘူးရုံးမတက်နဲ့လို့မပြောခဲ့ပါဘူးကျမတို့ဒီစီရီယမ်ကျမတို့ဒီစီရီယမ်နေကိုဘလို့လုတ်ပေးမညာမပြောခဲ့ပါဘူးဆိုတဲ့စကားဟိုခင်ဗျားတို့ကိုကိုကိုတာဝန်ယူရဲတယ်ဆိုလို့ရှိရင်ပောက်ကိုတော်စီကို မမှန်းနဲ့ပဲဘုရားပြုခင်ဗျာဆက်တွေ့ကြည်လာနော်အများစုခင်ဗျားတို့အနုပညာဓမ္မအများစုတွေကအနုပညာဓမ္မအနုပညာနဲ့ပဲပြည်သူကိုအလုပ်လုပ်ကြည့်ပြုလေဗျာအခုဟုတ်ပြီခင်ဗျားတို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဒါနိုင်ငံရေးလို့ပြောလို့မရဘူးယူတွေမဲထဲကိုပြောတယ်ဒါဘဲပါတီကိုအကြောက်ပါတီတစ်ခုကို ခင်ဗျားတို့တောင်းပြုပြီးမှခင်ဗျားတို့ခိုင်းနေရလဲမဟုတ်ပါတီအားလုံးတို့ကို NLD ဆိုရလက်ထက်မှာတော့ခင်ဗျားတို့ပဲခြံကြီးထဲမှာဟုတ်လား ချိုင်းကြီးတွေမှာဝင်ချိုင်းကြီးတွေမှာသွားဟီဟာဟာနဲ့ပါတီတစ်ခုရောက်တော့ခင်ဗျားတို့မဲရင်စီယုံမဲ့ပါတီတစ်ခုရောက်တော့ခင်ဗျားတို့ဟုတ်လားအမျိုးမျိုးပြည်သူတွေကိုနဲ့စစ်တပ်မတော်နဲ့ပြည်သူပြည်သူနဲ့တပ်မတော်ခင်ဗျားတို့အမျိုးမျိုးတွေးခေါ်ခဲ့တယ်အမျိုးမျိုးတွေးခေါ်ခဲ့တာအများကြီးပဲခင်ဗျားတို့ဟုတ်လားအများကြီးပဲအဲ့ဒါကိုခင်ဗျားတို့မမေ့နဲ့နော်အဲ့ဒါကိုမမေ့နဲ့ခင်ဗျားတို့အခုဟုတ်လားလုံနေရတာတွေတကယ်ကိုမဖြစ်စလောက်ကလေးရှိသေးရလို့နော် ခမရတို့ပြည်သူပေါ်ကအခုလိုလေးပြည်သူတွေကိုစိတ်ဝင်စားပြည်သူတွေကိုဒီယူကောက်ဘက်နဲ့ပတ်သက်ပြီးပြောနေရတဲ့ကဘာမှကိုမဖြစ်စလောက်ကလေးတွေပါလို့ပေါ့ကတော့မှတ်ချက်ပြုချင်တယ်အားလုံးတော်ပါပဲဗျာ။